်ဟုတ်ကဲ့ဟုတ်ဒါနည်းနည်းလေးတော့ချုပ်ချက်ခံတာဒီမင်္ဂလာပွဲတစ်ပွဲမှာပဲချူလိုက်ကြတော့သူကဟိုပါဗောဒီအစီအစဉ်နဲ့ဒီပေါ့နော်ပလန်နာပေါ့အဲမင်းမြင့်မူကသတို့သားနှစ်ယောက်နဲ့သူဘလို့မင်္ဂလာဆောင်မလဲပေါ့နော်အဲအဲ့မှာဇလန်းတွေကသတို့သမီးတယောက်တည်းမှမသိပဲနဲ့နှစ်ယောက်တောင်းချမ်းလိုက်သေးတယ်ဟဲမင်္ဂလာဆောင်ကတော့ရှိတာပေါ့ဒါပေမဲ့ဒီလိုမင်္ဂလာဆောင်တော့မဟုတ်ဘူးကျွန်တော်တို့မင်္ဂလာဆောင်ပါ င်းမိတ်မောင်လိုချင်တာကွာအားအခုမင်းမိတ်မောင်ယူတော့မှာဟုတ်လားတမလည်းယူလိုက်ကြပါတော့ရှင်ဘယ်လိုကျွန်တော်တို့အမှုပညာရှင်ကိုမောင်နှမတွေနဲ့ပြည်သက်တွေနဲ့ဆန်တွေနဲ့အဲခင်ဟာမင်းကြောင့်မိသားစုတွေနဲ့ကိုပြရဲပွဲလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီကားထဲမှာအယူမှုချက်တာဗောနော်အယူမှုအယူမှုချက်တယ်ဆိုတာအဲအယူမှုချက်တာဗောနော်ယူမှုချက်တော့ ကိုကောင်မလေးနဲ့မင်္ဂလာဆောင်ရဖို့အရေးကိုပဲအာယုံဆိုင်ညာပေါ့နော်အဲအမမအမလာအောင်ဇလန်းနေအပြင်မှာတော့အလိုကြီးတော့ပဲချွဲနေပဲအဲ့ကျယောက်ျားကြီးနဲ့တော့ဘလို့ကြီးမှတော့မသိတော့တအားကြီးချွဲနေအကိုကူတော့အသေးမရပါဘူးဒီလိုပဲပေါ့ဟိုဘက်ကချွဲတာကိုတော့ကမရတော့တာပေါ့နော်ဟိုကချွဲရခြင်းမဲ့ဒီဘက်ကပျော့ပျော့လာတာပေါ့အဲမင်္ဂလာဆောင်ကတော့ ရှိတာပါဒါပေမဲ့ဒီလိုမင်္ဂလာဆောင်တော့မဟုတ်ဘူးကျွန်တော်တို့မင်္ဂလာဆောင်ပါဟုတ်တော့တော့ဒါနည်းနည်းလေးတော့ချုပ်ချက်ခံတာဒီမင်္ဂလာပွဲတစ်ပွဲမှာပဲချူလေးရကြတော့သူကဟိုပါဗောဒီအစီစဉ်တဲ့လူပေါ့နော်ပလန်နာပေါ့အဲမင်းမြို့မူကသတို့သား၂ယောက်နဲ့သူဘလို့မင်္ဂလာဆောင်မလဲပေါ့နော်အဲအဲ့မှာဇလန်းတွေကအဲအဲ့လိုပေါ့အဲဘလို့ပြောမလဲဒါကတော့ဒီဒီဇက်ရဲ့ ဇက်ပေါ်မှာပဲမူတည်ပြီးတော့သွားတာပေါ့နော်ဒါကတော့ဒီကော်မတီလေးလေးဖြစ်တဲ့အတွက်ဒီပေါ်မှာပဲဒီတဲရမှာရှိတဲ့ကာရိုက်တာကိုပဲအဓိကတော့ဟိုတရုပ်ဆောင်ရတာပေါ့လေတရုပ်ဆောင်ရတဲ့အဲပြီးတော့ဒီမှာကျတော့ဒီမင်္ဂလာဆောင်မှာပဲအဲအလွဲလွဲချော်ချော်တွေဖြစ်တယ်အဲပြီးရင်ထိုင်ရွန်ရဲ့ကျွန်တော်ရဲ့ချူလေးရဲ့မိုင်းဆိုးရဲ့မင်းမြမိုရဲ့အပြင်ဥခင်လိုင်းရဲ့ကိုတွက်လက်ရဲ့အဲအဲ့လိုမျိုးပေါ့တခြားလာပြီးတော့အဲ့လို ရောင်းတဲ့နေအောင်ရှုပ်ကြမဲ့ဘာလည်းရှိသေးတာပေါ့နော်အဲ့လိုမင်္ဂလာပွဲအကြီးကြီးမှာအဲလာပြီးတော့အဲ့လိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့မှာဇလန်းတွေကအဲ့လိုမျိုးစုံတွေရှုပ်ပြီးတော့ဒီမင်္ဂလာမဆောင်ခင်မှာလဲထိုင်ရုံနဲ့ကျွန်တော်နဲ့ပတ်ပြီးတောင်းချမ်းလိုက်သေးတယ်သရိုးသမီးတယောက်တည်းမှမသိဘဲနဲ့နှစ်ယောက်တောင်းချမ်းလိုက်သေးတယ်အဲအဲ့လိုမျိုးလေးဆိုတော့နည်းနည်းဇလေးလဲဆန်းတယ်ပေါ့နော်အဲဟိုကြည့်ရတဲ့ဘာသာပုံစံလေးကနောက်ထပ်တစ်မျိုးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ် ဒီဟာဘယ်ပြောမလဲကျွန်တော်မင်္ဂလာဆောင်လည်းမဟုတ်ဘူးအဲဒီစကားကတော့ကျွန်တော်တို့နှစ်ယောက်တည်းအတွက်နဲ့ပဲသက်ဆိုင်တာပေါ့လေသက်ဆိုင်တဲ့ဒီဟာလေးကိုအဲ့လိုအဖြစ်ပြက်တူတဲ့အဲကျွန်တော်တို့ရဲ့ပြည်သက်တွေနဲ့ရင်ပတ်ချင်းနှီးွားတဲ့အတွက်ပေါ့နော်ရင်ပတ်ချင်းနှီးွားတဲ့အတွက်ဒီစကားအထီရောက်မှုရှိသွားတာပေါ့နော်ဒီကတော့ကျွန်တော်တို့နှစ်ယောက်တည်းအတွက်ကျွန်တော်ပြည့်တဲ့ဂတိပေါ့နော်အဲတုန်းက အတုံးကအတုံးကဆိုအခုမဟုတ်ဘူးလို့ပြောရမလို့အဲအတုံးကကျွန်တော်ပြောခဲ့တဲ့ဇာတ်ကားပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကားကြီးကအဲမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကားကြီးကဇွန်လ28ရက်နေ့မှာမြန်မာတပီလုံးမှာကျွန်တော်ကြားသားမှာဖြစ်ပါတယ်အဲ့တော့အားလုံးလာအောင်ကြည့်ရှုဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်